ပလီပခတ်ဒေတာကရွှေ့ပြောင်းနေဆက်တိုက်တုံနေတဲ့ရန်ကုန်မြို့မှာအင်ငါခဈေးတွေရှောက်လာတခါစာချုပ်တက်တန်တို့တိုင်းမြင့်တက်နေလို့အခက်တွေ့နေကြတယ်လို့ရွှေ့ပြောင်းရောက်ရှိနေသူတွေကပြောပါတယ်။အရင်ကအိမ်လုံးချင်းနဲ့တိုက်ခတ်နေကောတနစ်ကနေတုံးနေအထိ စာချုပ်တက်တန်ထားခဲ့ပေမဲ့အခုတော့ရှောက်လာတာရှုပ်ခွင်းပြုတော့တယ်လို့အင်ငါတွေကဆိုပါတယ်။တက်တန်ပြေတိုင်းလို့အိမ်နဲ့တိုက်ခတ်ငါခတွေကြက်၃တောင်းကနေတသိန်းအထိမြင့်တက်လေးရှိတယ်လို့သူတို့ကပြောပါတယ်။

ဘာတို့ပါတဲ့သူရှိမှာဒီလို6လပြည်တိုင်းအိမ်ငါခဈေးတက်နေပြီမဲ့တနစ်ပြည်တာတောင်တုံးမလာတဲ့လောက်ခလာစာကြောင့်ဝန်ထမ်းတွေအနေနဲ့အခက်ခဲတွေ့နေကြရပြီးအလောက်ကန်ရဖို့ပုံမခက်ခဲနေကြတဲ့ရွှေပြောင်တွေကပိုဆိုးတဲ့အခြေအနေတွေမှာရှိတယ်လို့သိရပါဗျ။အိခခရယအိခခရယဆီတလာဘောနော။အိခခရဆီတူတောင်းရှိမှာမလာကကွန်မြူနတီရဲ့ ောင်းနေရတဲ့တက်မြေတို့ဒီရှင်ရတို့လူတိုင်းခက်ခဲနေကြတော့ကျွန်မတို့လည်းခက်ခဲပါပဲ။အဲ့ဒီလိုရန်ကုန်မြို့တွင်ရှိတိုက်ခန်းနဲ့အဆောင်ခေါ်တိုက်ခန်းတွေကိုကန့်တန့်ပြီးငားတဲ့အခန်းခါတွေမြင့်တက်နေတယ်လို့စင်ရှေဖုံမြို့နယ်တွေဖြစ်တဲ့ရွှေပြည်သာ၊လိုင်းတာယာ၊တာကေတာ၊ဒဂုံမြို့တစ်လေးမြို့နယ်ကလုံချင်းအိမ်၊အဆောင်၊တန်လျာ၊လိုင်းခန်းငားခါတွေလည်းမြင့်တက်နေတယ်လို့သိရပါဗျ။ရွှေပြည်သာဆေးဦးနောက်ကလိုင်းခန်းတစ်ခန်းကိုနှစ်သိန်းခွဲရှိတယ်။ သူကတခြားအဆောင်တွေလိုအိမ်သာရေချိုးကမ်းမျှတော့ရတာမဟုတ်ဘူး။အကုန်ခန်းထဲမှာပါပြီသား။နိုင်ငံစည်းအနေဆုံးကတော့9000 8000ပဲ။အခန်းချင်းလေးတွေပေါ့ဗျာ။အဆောင်သေးကအနည်းဆုံး3000ကနေ5000လောက်ထိတော့တတ်သွားကြတယ်ပေါ့။မတတ်တဲ့အရာဘာမှမရှိဘူးလေ။စိတ်တက်ပဲကြာနေကြတာ။ရန်ကုန်မှာအိမ်ချမ်းမြေအငါးစည်းတွေမြင့်တက်နေတယ်လို့ငါးရန်သူတွေဟာအိမ်ပြောင်းတိုင်းပွဲစားခလဲပေးနေရတာဖြစ်တဲ့အတွက်အပိုဆောင်ထပ်မံကုန်ကြနေကြရတယ်လို့ဆိုပါတယ်။ tên của đồng chí bị ngán rồi Thế ra là bố dì chỉ bảo Cô hoa thì ngồi mà nó tính chỗ Nó tính tông tông, nó tính tông tông Nó tính bữa cô được tông tính chỗ Đó chỉ nghĩa ngán rồi Nghĩa lệ Nó đâu khá nít, nghĩa khá ngào sổ Thế ra mà tích khám đi liệu Nên đi xong rồi lên Nó là nghĩa tông chọc tông mẹ Nó tông chọc tông mẹ nhớ tông nông quay cả nít Nó tông chọc tông mẹ Khám khám quay nít rồi nó tính chỗ Nó là Tích tích lì bố khám tích tích lì และชีวาจุกาลาพิเตอตัว အင်္ဂါခဇင်းနှောင်းတွေမြင့်တက်တယ်လို့အိမ်ပြောင်းအိမ်ရွှေတွေများနေလို့အင်္ဂါခဈေးကွက်တွက်လက်နေတယ်လို့အိမ်ချမ်းမြေအကျိုးဆောင်တွေစီကသိရပါဗျ။ဒါပေမဲ့အယောင်ဈေးကွက်မှာတော့ဈေးနှောင်းအစမတန်မြင့်တက်နေတာကြောင့်အယောင်အဝယ်တိတ်မဖြစ်ဘူးလို့သိရပါဗျရှင်။